မင်းင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ31ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ အကြံဖတ်စစ်ခွေးကောင်းဆောင်မေအောင်လိုင်ကဒီကနေ့မနက်ပိုင်းမှာအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးကိုခေါ်ယူပြီးတော့ယာယီတမရတာဝန်ယာဒူးနဲ့အစိုးရတဲ့တရက်ကိုဖွဲ့စည်းဦးဆောင်ကဒီ6လအတွင်းမှာရွေးကောက်ပွဲကျင်းပရန်ကြေညာမှာဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့မှာကာလုံအစည်းအဝေးမှာစစ်တပ်ရဲ့ဦးစီးချုပ်မင်းအောင်လိုင်ကအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီထံကိုနိုင်ငံတော်အာဏာပြန်လည်အနှံမှာဖြစ်တယ်လို့သိရပါတယ်အဲ့ဒီနောက်မင်းအောင်လိုင်ကယာယီတမရယာဒူးတာဝန်နဲ့ ်အစိုးရတည်တရက်ကိုဖွဲ့စည်းမှဖြစ်ပြီး6လအတွင်းမှာရွေးကောက်ပွဲကိုကျင်းပမှာဖြစ်တယ်လို့သိရပါတယ်။ဝင်ကြီးဌာနတချို့တွေပေါင်းမယ်၊ရားပြတ်အစိုးရဖွဲ့မယ်၊နာဆာကကောင်စီဝင်တွေကအခြားအရေးကြီးတဲ့အဖွဲ့အစည်းတာဝန်တွေကိုရွှေ့ဖို့လည်းရှိတယ်လို့ကြားပါတယ်။ဥပမာအခြေခံဥပဒေခုံရုံးဥက္ကဋ္ဌကိုနာဂါဆာအဖွဲ့ဝင်တွေကပေးမယ်လို့လည်းကြားရတယ်။တိတိချာချာကတော့တရားဝင်ကြီးညာမှာပဲသိရမယ်လို့နေပြည်တော်စစ်ဘက်သတင်းအရင်းမြစ်ကပြောကြားထားပါတယ်။ယာယီတမရတာဝန်နဲ့မင်းအောင်လှိုင်ကကြားဖြတ်အစိုးရဖွဲ့စည်းရမှာ လက်ရှိဝင်ကြီးများကိုသာအဓိကဦးစားပေးပြီးတော့ပြန်လည်ထည့်သွင်းဖွဲ့စည်းထားပြီးဝင်ကြီးတချို့ကိုလည်းအနာပေးခံရပွဲရှိတယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ဘကိုးတိုင်ကြောက်ချင်းမြို့နယ်ရင်းတိုက်ကုန်းချေးွာမှာရှိတဲ့စစ်တပ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရာစစ်သား6ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ25ရက်နေ့ကဘကိုးတိုင်ကြောက်ချင်းမြို့နယ်ရင်းတိုက်ကုန်းချေးွာမှာအထိုင်ချတပ်ဆွဲထားတဲ့ ။အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံခမရ990တပ်ရင်းရဲ့ခြေတန်းစခန်းကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့ကဝင်းရောက်တိုက်ခတ်ခဲ့ရာစစ်ခွေး6ကောင်ထက်မနေသေးဆုံးပြီးတော့အယောက်20ထက်မနေထိခိုက်ဒဏ်ရာရရှိကကြံတဲ့စစ်ခွေးတွေကတော့စခန်းကိုစုတ်ခွာထွက်ပြေးသွားတဲ့အတွက်စခန်းကိုအပိသက်တိမ့်ပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။ တိမ့်ပတ်ရရှိတဲ့တပ်စခန်းကိုနယ်မြေရှင်းလင်းတဲ့အချိန်မှာလက်နက်ကြီးလက်နက်ငယ်များခဲယမ်းများနဲ့စစ်အုံဆောင်ပစ္စည်းများကိုတိမ့်စီရရှိခဲ့ပြီးတော့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေဘက်ကလည်းရဲဘော်တအူးမြင့်မြတ်စွာအသက်ပေးလူခဲ့ရပြီးတော့ရဲဘော်တချို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုစစ်တောင်းမြေ1စစ်စင်ရေး JOC ရဲ့အစီအမံနဲ့ပြည်သူ့ကာကွယ်တပ်မတော်အမတ်နဲ့စစ်စင်ရေးနယ်မြေဘကိုးတိုင်းစစ်ဌာနဗျူဟာ25အမတ်303ညနဲ့တိုက်ရဲအထူးကွန်မန်ဒိုတိုက်ရဲနဲ့ KNLA တိုက်ရင်ကိုတို့ကပူပေါင်းကတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျ။ ြောင်းဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မုံပြင်းနယ်တန်ဖြူစီရက်နယ်ရေးမြို့နယ်တို့မှာရှိတဲ့စစ်ကောင်စီရဲ့ကင်းစခန်းနှစ်ခုကိုကရင်မွန်တော်လိုင်းရေးပူပေါက်တပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဘက်ကထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တန်ဖြူစီရက်မြို့နယ်အနင်းချင်းရွာမှာရှိတဲ့စစ်ကောင်စီလက်အောက်ခံရဲစခန်းကထွက်လာတဲ့ အင်းအား40ခန်းရှိတဲ့တိုက်ကင်းကိုဇွန်လလ29ရက်နေ့မှာတိုက်ခိုက်ခဲ့ပြီးတော့ရင်းမြို့နယ်ကွမ်ချရွာအနီးမှာရှိတဲ့စစ်ကောင်စီရဲ့ကင်းစခန်းကိုဇွန်လ30ရက်နေ့ကတိုက်ခိုက်ခဲ့တယ်လို့အသိပေးထားပါတယ်။၎င်းတိုက်ပွဲများဟာစစ်ကောင်စီဘက်ကကြိုးပမ်းနေတဲ့ရွေးကောက်ပွဲမဖြစ်မြောက်ရေးအတွက်စစ်ရေးအရှိန်မြင့်တင်ဆောင်ရွက်ခြင်းဖြစ်တယ်လို့ MSRF ရဲ့ပြောရေးဆိုခွင့်ရှိသူမိတ်တလညံကပြောပြထားပါတယ်။ ဒီအာနာသိန်းစစ်ကောင်စီကရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက်ကိုမတရားတဲ့ဥပဒေတွေပြင်းထန်တင်းကျပ်တဲ့ဥပဒေတွေထုတ်ပြီးတော့နိုင်ငံရေးထွက်ပေါက်ရဖို့အတွက်စ조사နေပါတယ်လို့မိတ္တလညံကပြောကြားထားပါတယ်။ဒါအပြင်ပြည်သူများအနေနဲ့လည်းစစ်အာဏာရှင်များတပ်ဆိုးရှင်စီမယ်၎င်းတို့ချိုးမှန်းနေတဲ့ရွေးကောက်ပွဲများမှာပါဝင်ခြင်းမပြုရန်၎င်းကတိုက်တွန်းထားပါတယ်။ MSRF ရဲ့ထုတ်ပြန်ချက်အရဇူလိုင်လ29ရက်နေ့မှာတန်ဖြူစည်းမြို့နယ်အတွင်းတိုက်ပွဲမှာစစ်ခွေးတွေရဲ့တိုက်ကင်းကို မွန်ပြည်တော်လှန်ရေးတပ် MSRF ရေးပြည်သူ့ကာကွယ်တပ် YPDF နဲ့မဟာမိတ် KNL တိုက်ရဲ20ခွန်တပ်ခွဲတဲတို့ကပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲဟာမိနစ်20ခန့်ကြာမြင့်ခဲ့ပြီးတော့စစ်ခွေးတပ်ဘက်က3កောင်တေဆုံးပြီးနှောက်ဦးဒဏ်ရာရရှိကတော်လိုင်းပူပေါင်းတပ်ဖွဲ့ကတော့ထိခိုက်မှုမရှိဘူးလို့အသိပေးထားပါတယ်။၎င်းတိုက်ပွဲများအထွဲ့မှာစစ်ခွေးတွေဘက်ကလက်နက်ကြီးများနဲ့အကြိမ်30ခန့်ရန်တမ်းပစ်ခတ်ခဲ့တယ်လို့ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မင်းကုန်းရွာကနေသခိုင်းမြို့နယ်မြောက်ဘက်ချမ်းကိုစစ်ကြောင်းထိုးလာတဲ့စစ်ခွေးစစ်ကြောင်းတိုက်ခိုက်ခံရပြီးတော့ဒဏ်ရာရတဲ့စစ်ခွေးတွေကိုမန္တလေးမြို့ကိုပြန်တည်သွားပြီးတော့အင်အားတွေထပ်တိုးလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇွန်လမှာကလေးကမင်းကွန်းတိုက်နယ်ကနေတဆင်အင်အား150လောက်နဲ့စစ်ခွေးတပ်ကစစ်ကြောင်းတွေထိုးနေတာဖြစ်ပါတယ်ဇွန်လ28ရက်နေ့မှာဝက်လက်မြို့နယ်စင်ကိုင်မြောက်ရွာကိုစစ်ကြောင်းထိုးရောက်ရှိလာတာလို့ PDF တချို့ကပြောပါတယ်အဲ့ဒီစစ်ခွေးစစ်ကြောင်းကိုဇွန်လ28ရက်နေ့မှာဝက်လက်မြို့နယ်ကတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကဝင်းရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီဘက်ကအထိကိုက်ကတော့တော်တော်လေးကိုများတယ်ဇွတ်တက်လာတာ တကောင်ဆိုရင်ဆေးကြောင်ပြီးတော့ဒီလောက်ပြစ်နေတဲ့ဂျားတွေကကျွန်တော်တို့ဂျားတွေကိုဇွတ်တက်လာတာအထိကအကြဆုံးကိုတော့အတိအကျမသိပေမဲ့ကျွန်တော်တို့ကိုယ်တိုင်ရှေ့မှာကိုကဲနေတော့စေကောင်စီတွေထိခိုက်တာမြင်ခဲ့ရတယ်လို့ရွှေဘိုခရိုင်တိုင်ရင်6936ဓောင်းတီတပ်ဖွဲ့ရဲ့တိုင်ရင်မူဘိုလက်ရာကရှင်းပြထားပါတယ်အဲ့ဒီစစ်ကြောင်းဟာအထိကများစွာနဲ့ပြန်လည်ဆုတ်ခွာသွားပြီးတော့အိုက်တိုင်ရွာကိုရောက်ရှိသွားတယ်လို့သိရပါတယ်ဇွန်လ30ရက်နေ့မှာမန္တလေးဂေါ်ဝင်စိတ်ကန်းကနေတင်းမောနှစ်စီးနဲ့ အိုက်ဒံရွာကိုလက်နက်ခဲရမ်းနဲ့စစ်ကူတွေပို့ခဲ့ပြီးဒံရရနဲ့တေဆုံသွားတဲ့စစ်သားအယောက်30ခန်းကိုလည်းမန္တလေးမြို့ဘက်ကိုပြန်တဲသွားတယ်လို့သူကဆက်ပြောပါတယ်အဲ့ဒီနောက်အဲ့ဒီစစ်ခွေးစစ်ကြောင်းဟာသခိုင်းမြို့နယ်မြောက်ဘက်ချမ်းကိုပြန်လဲစစ်ကြောင်းထိုးလာပြီးတော့ဒီကနေ့မှသခိုင်းမြို့နယ်စင့်ကင်တောင်ရွာကိုရောက်ရှိနေတယ်လို့သိရပါတယ်ဒီစစ်ခွေးစစ်ကြောင်းကလာတော့ကစင့်ကင်ကနေဝက်လက်မြို့နယ် တက်ရွာဘက်အထိကိုထွက်လာတယ်။ရှိန်မကားကစစ်ကြောင်းနဲ့ပေါင်းကျင်တဲ့ပုံပဲ။ဒါပေမဲ့ဝိုင်းတိုက်လိုက်တာနှစ်ကြောင်းလုံးပြန်ပြီးဆုတ်သွားတယ်လို့ဘိုလဲရကရှင်းပြထားပါဗျ။ရှိန်မကားရဲစခန်းကထွက်လာတဲ့စစ်ကြောင်းလဲငားရဲရွာမှာတိုက်ခိုက်ခံရပြီးတော့စစ်ခွေးသုံးကောင်တိတ်ဆုံးကရှိန်မကားတောဆက်အထိကိုပြန်လဲဆုတ်ခွာသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရခိုင်ပြည်နယ်ပေါက်တော်မြို့နယ်ဟင်းခရော်ကြီးရွာမှာအသက်၉နှစ်အရွယ်လေးတန်းကျောင်းသူအမျိုးသမီးငယ်တအူးကိုအသက်69နှစ်အရွယ်ရှိတဲ့ဖုံးတော်ကြီးတပါးကအာဓမပြုတ်ကျလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇော်လိုက်လာ28ရက်နေ့မနက်ပိုင်းကလေးတန်းကျောင်းသူဟာရွာရဲ့ဖုံးတော်ကြီးကျောင်းဓမ္မယုံအတွင်းမှာအာဓမပြုတ်ကျခံရကြောင်းမိခင်ဖြစ်သူကိုပြောပြထားပါတယ်။ဓမ္မယုံမှာကျောင်းသွားတက်တာကျောင်းကနေအပြန်အိမ်ရောက်တော့သမီးကငိုယုံနေတယ်။မင်းကြီးတော့10နာရီကျော်လောက်မှကျောင်းဆင်းလာတယ်တဲ့။ 体面点给留守，为了他妈用我变多嘞，看吧。 စစ်ဘေးရှောင်နေတဲ့ဖုံတော်ကြီးတပားကအတရားနာမှာဆွဲခေါ်ပြီးတော့မရင်းကျင်းလိုက်တာလို့မိခင်ဖြစ်သူကပြောပြထားပါဗျ။ဖုံတော်ကြီးဟာစစ်တွေမျိုးကနေစစ်ရှောင်လာတဲ့အသက်69နှစ်အရွယ်ဦးစံနေမှာဖြစ်ပြီးတော့လူရဲ့အမိကတော့ဦးစိန်လထွန်းဖြစ်တယ်လို့သိရပါဗျ။မိခင်ဖြစ်သူကတမီးဖြစ်သူအရမပြုတ်ကျင်ခံရမှုအတွက်အရခတက်တော် AA ရဲ့ရဲတပ်ဖွဲ့ထံကိုဇူလိုင်လ29ရက်နေ့မှာတိုင်ကြားထားပြီးတော့ AA ရဲတပ်ဖွဲ့ကလည်းစုံစမ်းစစ်ဆေးခဲ့တယ်လို့သိရပါဗျ။လက်ရှိမှာဦးစံနေမှာခေါ်ဦးစိန်လထွန်းကိုမြို့နယ်တန်ကနိုင်ရကအဖွဲ့ကတာ ဝန်ရှိသူများနဲ့လုံထုံးလုံနည်းများနဲ့အညီဖမ်းဆီးထားတယ်လို့အေအေရဲတပ်ဖွဲ့ရဲ့တာဝန်ရှိသူကပြောဆိုထားပါတယ်။ဘုံကြီးဦးဆန်နေမှာကိုမြို့နယ်တန်ခါနိုင်ကအဖွဲ့ရဲ့ခွင့်ပြုချက်နဲ့လူဝဲလဲကပုံမှန်305အရအမှုဖွဲ့အရေးယူဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။မြေပုံမြို့နယ်လုံလုံပိုက်ကြီးရွာမှာလည်းအသက်24နှစ်အရွယ်အမျိုးသမီးငယ်ကိုအိနီနာကျဲအမျိုးသားတို့ကအထမပြုကျင်ရန်ကြံစီမှု2024ခုနှစ်ဇွန်လ20ရက်နေ့မှာဖြစ်ပွားခဲ့ပါတယ်။ကျူးလွန်သူအမျိုးသားကိုနယ်မြေတရားသူကြီးက အာမခံနဲ့တနစ်ကြောကြလွတ်ထားပြီးတော့ကျူးလွန်ခံရတဲ့အမျိုးသမီးငယ်ရဲ့မိသားစုဝင်တွေဘက်ကပြန်လည်တောင်းဆိုရမှာအေးအေးရဲတပ်ဖွဲ့ကကျူးလွန်သူနဲ့တရားသူကြီးကို2025ခုနှစ်ဇွန်လ28ရက်နေ့ကပြန်လည်ဖမ်းဆီးပြီးတော့စစ်ဆေးနေတယ်လို့သိရပါတယ်2025ခုနှစ်မေလ6ရက်နေ့ကလည်းမင်းများမြို့နယ်ဖားပြူကြီးရွာမှာအသက်9နှစ်အရွယ်အမျိုးသမီးငယ်တအူး အဓမ္မပြုချက်တပ်ဖြတ်ခံခဲ့ရတဲ့အတွက်အေးအေးရဲတပ်ဖွဲ့ကတန်တရားတရားခံရှင်းဦးအထီကိုဖမ်းဆီးစစ်ဆေးနေတယ်လို့သိရပါဗျ။ရခိုင်ပြည်မှာ2025ခုနှစ်အတွင်းအမျိုးသမီးငယ်များအဓမ္မပြုချက်ခံရမှုသုံးမှုအထီရှိလာပြီးတော့အရခတက်တော်အေးအေးရဲ့ရဲတပ်ဖွဲ့ကစစ်ဆေးမှုများရှိနေတော့လဲလက်ရှိအချိန်ထိကျူးလွန်သူတရားခံများကိုဘလို့ပြစ်ဒဏ်တွေပေးအပ်ထားလဲဆိုတာတရားဝင်ထုတ်ပြန်ခြင်းမရှိသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ဖားကံမြို့နယ်မှာစစ်တပ်ကလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်မှုကြောင့်မိသားစုတစုထိမှန်ပြီးတော့မိခင်ဖြစ်သူတိတ်ဆုံးပြီးတမီးဖြစ်သူလက်ဖြတ်ရကခင်မုန်းဖြစ်သူဟာဆေးရုံမှာဒဏ်ရာအပြင်းထန်ရရှိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇော်လိုက်လ30ရက်နေ့ည8:50မိနစ်ခန့်အချိန်မှာဖားကံမြို့နယ်လုံခင်းမော်စီစာမှာတပ်ဆွဲထားတဲ့စစ်တပ်ကလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်ခဲ့ရာဖြူစင်ကုန်းမြင်းဆောင်ခခွေမနောကုန်းမှာရှိတဲ့အိမ်တအိမ်မော်ကိုကြောက်ရောက်ပောက်ကွဲခဲ့တယ်လို့သိရပါဗျ အခုလိုပောက်ကွဲမှုကြောင့်တအိမ်ထဲမှာနေတဲ့မိသားစုဝင်၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့တအူးကတိတ်ဆုံးသွားတယ်လို့သိရပါတယ်လက်နက်ကြီးကြောက်ပောက်ကွဲမှုကြောင့်အသက်38နှစ်အရွယ်ဒေါ်ထိုက်ထိုက်ဝင်တိတ်ဆုံးသွားပါတယ်သူ့ရဲ့သမီးအသက်15နှစ်အရွယ်မတ်စုံရည်ဒီထက်ဒဏ်ရာရပါတယ်သူ့ရဲ့ခင်မောအမျိုးသားကိုငိမ့်ချန်းအောင်ကလည်းဒဏ်ရာရရှိထားတယ်လို့ကယ်ဆယ်ရေးလှုံ့ဆော်ခဲ့သူတအူးကပြောပြထားပါတယ်စစ်တပ်ရဲ့လက်နက်ကြီးနဲ့ပြစ်ခတ်တဲ့အချိန်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲပြည်သူများရှိရာကိုဥတီပြစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ် ဖားကတ်မှာစစ်တပ်ကလေကြောင်းတိုက်ခိုက်ခြင်းလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်း drone နဲ့တိုက်ခိုက်ခြင်းများကိုဇက်တိုက်စိုးသလိုလှုပ်ဆောင်လျက်ရှိကြောင်းဖားကတ်ဒေသခံပြည်သူများကပြောကြားထားပါတယ်ဖားကတ်မှာအကြမ်းစစ်တပ်ကစစ်ကြောင်းထိုးနေတာဟာ၃လနီးပါးကြာမြင့်နေပြီဖြစ်ပြီးတော့ကြေးရွာ၁၀ရွာကအ ਨੇ ဆုံးပြည်သူ9000ကျော်စစ်ဘေးရှောင်နေရတယ်လို့သိရပါတယ်ပြည်သူအယောက်90ကျော်ကိုလည်းအကြမ်းစစ်ခွေးတပ်ကမတရားတပ်ဖြတ်ခဲ့တယ်လို့ဒေသခံပြည်သူများထံကသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မုံပြည်နယ်တထုံမြို့နယ်ဗရင်ရိုးကြီးရွာကလူငယ်နဲ့လူကြီးများအပါအဝင်အမျိုးသားအယောက်40လောက်ကိုစစ်တပ်ကအကြမ်းဖက်ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇော်လိုက်လ30ရက်နေ့ညပိုင်းမှာအကြမ်းဖက်စစ်တပ်ကတထုံမြို့နယ်ဗရင်ရိုးကြီးရွာအတွင်းကိုဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးတော့ကြီးရွာထဲကလူကြီးလူငယ်တပ်ကြီးရွယ်အိုပါမကျန်အမျိုးသားအယောက်40ကိုအကြမ်းဖက် ရိုက်နှက်ဖမ်းဆီးသွားခြင်းဖြစ်တယ်လို့သိရပါဗျ။ရွာထဲကိုမင်းကစစ်ခွေးတွေဝင်ဖမ်းသွားတယ်။ရွာထဲမှာလူကြီးလူငယ်အယောက်40လောက်ပါသွားပါတယ်။ဟိုအရင်ရက်ကစစ်ခွေးနှစ်ကောင်ချောင်းပစ်ခံရပြီးတေသွားတဲ့ကိစ္စအတွက်ရွာထဲကိုဝင်ဆွဲတာတဲ့။အသက်18နှစ်ကနေအသက်19နှစ်ဝင်းကျင်လူငယ်10ဦးအသက်30ကနေ40ကျော် အမျိုးသားအယောက်20နဲ့တပ်ကြီးပိုင်းက10ဦးစုစုပေါင်းအယောက်40လောက်ကိုဖမ်းသွားတာပါအခုဘယ်မှာဖမ်းထားလဲတော့မသိဘူးညင်မနှိမ့်ဆက်တာတွေရှိတယ်လို့တော့ကြားရတယ်လို့ဖမ်းစည်းခံရသူတဦးရဲ့မိတ်ဆွေဖြစ်သူကရှင်းပြထားပါတယ်ဇူလိုင်လ26ရက်နေ့ညနေ9နာရီအချိန်မှာတထုံမြို့နယ်ပရိန်ရိုးကြီးပါမှာပြည်သူ့စစ်အဖွဲ့ဝင်ပြူစောတီတန်းစော်ဦးနဲ့ပြူစောတီအောင်ကိုဝင်းတို့ကိုတော်လိုင်းတပ်ဖွဲ့တစ်ခုက တနက်နဲ့ဝင်ရောက်ပြစ်ခတ်ခဲ့ရကနေတေဆုံးသွားခဲ့တယ်လို့သိရပါဗျ။၎င်းပြစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်စစ်ခွေးတပ်ကကြေးရွာတွေကိုဝင်ရောက်ပြီးတော့ဖမ်းဆီးသွားခြင်းဖြစ်တယ်လို့သိရပါဗျ။ဖမ်းသွားတဲ့သူတွေကိုလာရွေးချယ်ရင်တယောက်ကိုသိန်း30နဲ့ရွေးရမယ်လို့ပြောတယ်။ရွာကိုလည်းမိရှုံမယ်၊လေးရင်နဲ့လည်းဘုံကျဲမယ်လို့ချိန်ချောက်နေတယ်။အခြေအနေကဖမ်းဆီးခံတဲ့သူတွေအတွက်စိုးရိမ်ရပါတယ်လို့အခြားမိသားစုဝင်တို့ကဆက်လက်ရှင်းပြထားပါဗျ။အချက်ဘတ်စစ်ခွေးတပ်ကတထုံမြို့နယ်အတွင်းမြို့ပေါ်ကိုအဓိကစခန်းတပ်ဆွဲထားပြီးတော့ ကြေးရွာများအတွင်းကိုမကြာခဏဆိုသလိုဝင်းရောက်ဖမ်းဆီးရန်ကားမှုများလုံဆောင်လေးရှိတယ်လို့ဒေသခံပြည်သူများကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြပ်ဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲ 俺面上都没有人家话的喵。